ားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့တောက်ဆရာအောင်ခန့်ပါခင်ဗျပထမဦးစွာကျွန်တော်တင်နန်းမှာတက်ရောက်တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒီတင်နန်းမှာစတင်လေ့လာရမယ့်အရာတွေကနံပါတ်1 Numerology နံပါတ်2 Color Soul Psychology နံပါတ်3 Science and Symbol နံပါတ်4တာရောနမိတ်ပုံများကိုစဉ်းစားတွေးခေါ်ခြင်း အစာပြုတဲ့သင်ခန်းစာတွေပါဝင်ပါမယ်။တပ်ပါသင်ခန်းစာများအတွက်သင်ရိုးကိုမိမိဖာသာလေ့လာနိုင်တဲ့ surprises ပုံစံနဲ့ရေးဆွဲတာဖြစ်လို့ကျွန်တော်သင်ကြားပြသမှုနဲ့အတူလိုက်လံပါဝင်လေ့လာကြဖို့အတိအကထားပြီးပြောချင်ပါတယ်။တားတော့ဟောတဲ့အခါဘလို့ຢာတွေလိုအပ်မလဲ။ဘလို့ຢာတွေမလို့ရဘူးလဲဆိုတာအတိအကထားပြောကြားပေးသွားမှာဖြစ်ပါတယ်။တားတော့ဟောရမှာအဓိကလိုအပ်ဆုံးကတော့တားတော့ဟောတဲ့သူဟာငြိမ်သက်ပြီးတော့ညှတစွာတွေးတတ်တဲ့စိတ်ရှိရပါမယ်။ ြောချင်တာကစိတ်ငြိမ်ပြီးမေးလာသူရဲ့မေးခွန်းကိုတေချာနားလည်အောင်စီစစ်တွေးတောနိုင်ုံသာမက လာမေးတဲ့သူကအတီကျွမ်းခင်မင်တဲ့လူဖြစ်နေနော်ကတ်ထဲမှာကြလာတဲ့နမိတ်ကို အမှန်အမှန်တိုင်းအရှိကိုအရှိတိုင်းအကောင်းကိုအကောင်းတိုင်းအဆိုးကိုအဆိုးတိုင်းဟောပြောပေးဖို့လိုအပ်ပါတယ်မလုံတဲ့ဆုံးချက်ကတော့ကတ်နမိတ်တိုင်းကိုပုံသေးကားချက်နဲ့လွတ်ကျပ်ပြီးဘိုင်လာရင်ဘာဟောမယ်ဆိုတာမျိုးပါ နားလည်အောင်ဥပမာပေးပြောရရင် ဓာတ်ကတ်ကြရနဲ့အသက်အန္တရာယ်စိုးရင်ရတယ်သေတော့မယ်ဆိုတာမျိုးဟောပြောလို့မရပါဘူးဘာလို့လဲဆိုရင် ကတ်တိုင်းကတ်တိုင်းမှာလာမေးသူရဲ့မေးခွန်းပေါ်မူတည်ပြီးကတ်ထဲမှာပါဝင်စီးဆင်းနေတဲ့နမိတ်တွေဟောခွက်တွေကမတူညီကြလို့ဖြစ်ပါတယ်ထူးခြားပြောင်မြောက်တဲ့နမိတ်တွေထွက်လာစေဖို့ရာမေးခွန်းတိုင်းနဲ့ကတ်တိုင်းကိုအသေးစိတ်ကြကြနားလေသိရှိတွေးတောတတ်ဖို့အဓိကလိုအပ်တယ်ဆိုတာကိုပြောကြရင်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ဗျာ အခုလိုဆုံးထိနားထောင်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ